်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကုတ်ကကကြားဖြန့်ကောင်းဆောင်ရှီကျန်ကိုရုံးတင်စစ်ဆေးဖို့ထိုင်းအချင်းထောင်ကနေတရုတ်နိုင်ငံကိုလွှဲပြောင်းပေးအပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထိုင်းရဲ့တပ်ဖွဲ့ကအွန်လိုင်းလောင်းကစားမှုဆွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့တရုတ်ကမ္ဘောဒီးယားနှစ်နိုင်ငံသားရှီကျန်အောင်ဘန်ကောက်မြို့ရှိကလောင်ပရန်ဘိုဟိုအချင်းထောင်မှတူဝနဘူမိလေးစိတ်ကိုခေါ်ဆောင်သွားပြီးတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့ကလွှဲပြောင်းပေးအပ်ခဲ့ပါတယ် လိုက်ပါပို့ဆောင်သူတွေထဲမှာအမျိုးသားရဲတပ်ဖွဲ့လက်ထောက်ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး GR Bot Vuri Dash ပါဝင်ပါတယ်။တရုတ်အစိုးရကရှီကိုဖမ်းဆီးပြီးတရုတ်နိုင်ငံမှာတရားစွဲဆိုဖို့လွှဲပြောင်းပေးအပ်ရန်တောင်းဆိုခဲ့ကြောင်း GR Bot ကပြောကြားခဲ့ပါတယ်။ထိုင်းရဲတပ်ဖွဲ့ကရှီကို2022ခုနှစ်ဩဂုတ်လမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အပြန်လန်အဖြစ်တရုတ်နိုင်ငံကအွန်လိုင်းလိမ်လည်မှုဂိုင်းတွေကိုနှိမ့်နှင်းရမှာထိုင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မယ်လို့ကတိပြုခဲ့ပြောကြားခဲ့ပါတယ်။ တန်တရားရှိသူကလိမ်လည်မှုတွေဟာပါဝင်ပတ်သက်မှုမရှိကြောင်းညှင်းဆိုခဲ့ပေမဲ့စုံစမ်းစစ်ဆေးသူတွေကထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းထိဆက်နေတဲ့မြန်မာနိုင်ငံမြောက်ဝတီရှိရွှေကုတ်ကိုအထူးစည်းဝါးရေးဆောင်မှာအွန်လိုင်းကာစီနိုတွေတိစောက်ခဲ့ကြောင်းနဲ့ကာစီနိုဝင်အတွင်းမှာလိမ်လည်မှုစင်တာတွေထားရှိခဲ့ကြောင်းရဲမှုကြီးကြီးအဘော့ကပြောကြားခဲ့ပါတယ်။ရှီဟာရွှေကုတ်ကိုမှဩစာကြီးမားတဲ့ပုံကိုတအုပ်ဖြစ်ပြီးဒေသခံကောင်းဆောင်တွေနဲ့လည်းနီးနီးဆက်ဆက်ရှိပါတယ်။ တန်တရားရှိသူရှိကိုညနေ၄နာရီ၂၀နာရီမှာတရုတ်နိုင်ငံကိုလေရင်နဲ့သူဝနာဘူမိလေးစိမ့်မှပို့ဆောင်ဖို့စီစဉ်ထားပါတယ်။ကြာတာပရင်းနေ့ကရဲမှုကြီးဂျီယာဘော့ကလိန်လယ်မှုနှိမ့်နေရေးပူပေါင်းဆောင်ရွက်မှုကိုဆွေးနွေးဖို့တရုတ်နိုင်ငံကိုတွားရောက်မယ်လို့ပြောကြားခဲ့ပါတယ်။အသက်၄၂နှစ်အရွယ်ရှီဟောင်းပထမတရားရုံးအယူခံတရားရုံးနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးတို့မှာတရုတ်နိုင်ငံကိုမှလွဲပြောင်းဖို့တိုက်ပွဲဝင်ခဲ့ပါတယ်။ ရာဇဝတ်သားများစွာကခရီးသွားလာရေးအဆင်ပြေစေဖို့အတွက်ကမ္ဘောဒီးယားပါဝင်အခြားနိုင်ငံတွေကပါဒုတိယဒါမဟုတ်တတိယနိုင်ငံသားအဖြစ်ရယူဖို့စူးစမ်းခဲ့ကြကြောင်းရဲမှုကြီးကြီးအဖွဲ့ကပြောကြားခဲ့ပါတယ်။ဖန်စီခံရသောအခါတရုတ်နိုင်ငံကိုလွှဲပြောင်းပေးအပ်မယ့်အစားကမ္ဘောဒီးယားကိုလွှဲပြောင်းပေးအပ်ဖို့ရာဇဝတ်သားတွေကအဆိုပြုကြလိမ့်မယ်လို့ကြီးအဖွဲ့ကပြောကြားခဲ့ပါတယ်။တရုတ်အာဏာပိုင်တွေကရှီဟာအုံပြုသူ33000ကျော်ရှိတဲ့လောင်ကစား website တွေကိုစီမံခန့်ခွဲခဲ့ပြီးရွှန်တန်150ကျော် ဗတ်တန်900တန်ခန့်တို့ကိုလိမ့်လည်ခဲ့တယ်လို့ဆိုဆွဲထားခဲ့ပါတယ်။ရှီဟာရွှေကုတ်ကိုအထူးစီးပွားရေးဆောင်ရှိမြန်မာနိုင်ငံရဲ့အာရှဖက်စီပိတ်မြို့တစ်စီမံကိန်းရဲ့နောက်ဘက်မှာအဓိကပုံကိုတအုပ်လေးဖြစ်ပြီးအဲ့ဒီနေရာမှာကာစီနိုတစ်ခုကိုဖွင့်လှစ်လည်ပတ်ခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရှီဟာကမ္ဘောဒီးယားနိုင်ငံကော့ကောင်တီနယ်ရှိဒါယာစာခါဖွံ့ဖြိုးတိုးတက်ရေးမှာအဓိကယင်းနှမြုံနံသူတအုပ်ဖြစ်ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။အဲ့ဒီဒေသမှာလည်းဆက်သွယ်ရေးစင်တာတွေများစွာရှိပါတယ်။ အဲ့ဒီစွန်ဆောင်မှုတွေကတဆင်ရှီနဲ့လုတ်ဖို့ခိုင်ဘတ်တွေဟာတရုတ်နိုင်ငံသားတွေကိုအွန်လိုင်းမှာလောင်းကစားဖို့ဆွဲဆောင်ပြီးကြီးမားတဲ့တရားမဝင်အမျက်စွန်းတွေရရှိအောင်လှုံ့ဆော်ခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။ဆက်လက်ပြီးလန်ဒန်ရောက်မြန်မာတွေက UK နိုင်ငံသားရေး FCTO ရုံးရှိမှာမြန်မာအရေးဆန္ဒပြတောင်းဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ UK နိုင်ငံလန်ဒန်မြို့ရှိ UK နိုင်ငံသားရေးဒနတဟာရနဲ့ဖွံ့ဖြိုးတိုးတက်မှုရုံး FCTO ရှိမှာမြန်မာ Unity movement MUM နဲ့လန်ဒန်ရောက်မြန်မာတွေကနိုဝင်ဘာလ17ရက်နေ့လယ်ပိုင်းမှာမြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီးတောင်းဆိုဟစ်ကြွေးခဲ့ကြတယ်လို့ MUM ကထုတ်ပြန်ထားပါတယ်။လန်ဒန်ရောက်မြန်မာနိုင်ငံသားတွေအခုလိုတောင်းဆိုဟစ်ကြွေးခဲ့ရတဲ့ရည်ရွယ်ချက်က UK အစိုးရကို ASEAN ရဲ့အတုံးမဝင်မှုနဲ့ကြာရှုံးနေတဲ့ပုံသဘောတူညီချက်၅ချက်ကိုကျော်လွန်ပြီးမြန်မာစစ်အာဏာရှင်ကိုပုံမပြင်းထန်ထိရောက်တဲ့အရေးယူမှု NUG အစိုးရကိုအတိအမှတ်ပြုမှုချက်ချင်းပြုလုပ်ဖို့စစ်ကောင်စီရဲ့အထူးရောက်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့နဲ့မြန်မာပြည်သူတို့ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီတိုက်ပွဲကိုအားဖြည့်ကူညီဖို့တိုက်တွန်းတောင်းဆိုခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။မြန်မာပြည်တွင်းရှိတော်လှန်ရေးရဲဘော်တွေကစစ်မြေပြင်မှာအသက်နဲ့ရင်ပြီးတိုက်ပွဲဝင်နေချိန်မှာနိုင်ငံတကာမှရှိတဲ့မြန်မာတွေကတန်တမာရေးရမျက်နှာစာကနေကိုစီတာဝန်ယူရမှာဖြစ်တာကြောင့် FCTO လို့အစိုးရယုံတွေ့ရှိမှဆန္ဒပြတာဖိအားပေးတာတွေဟာတန်တမာရေးရတိုက်ပွဲရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ် ဆန္ဒပြပွဲတစ်ကြိမ်ကျင်းစီဟာ FCDO လိုနေရာတွေကမူဝါဒချမှတ်သူတွေအပေါ် PR တစ်ခုကျင်းစီကိုတိုးစေတယ်လို့မြမအရေးကိုမမေ့ဘူးဆိုတာကိုပြတ်တာကြောင့်ねအခုလိုစင်ဆက်မပြတ် PR ပေးမှုတွေကသာ UK လိုအစိုးရတွေကိုအပြောင်းလဲတစ်ခုပြုလုပ်အောင်တွန်းအားပေးနိုင်မှာလည်းဖြစ်တယ်လို့ MUM ကအတည်ပြုထားပါတယ်။ဆက်လက်ပြီးထိုင်းစစ်သားများပြစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားအရက်သား၅ဦးဒဏ်ရာရရှိပြီးနေဆက်အရေးတင်းမာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ယနေ့နိုဝင်ဘာလ12ရက်ဒေသစံတော်ချိန်ညနေ4နာရီခန့်တွင်ထိုင်းစစ်သားများကမ္ဘောဒီးယားနိုင်ငံတဲသို့ဝင်ရောက်ပစ်ခတ်မှုကြောင့်အရက်သား5ဦးဒဏ်ရာရရှိသွားကြောင်းကမ္ဘောဒီးယားမီဒီယာများမှဖော်ပြနေကြပါသည်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ဘန်တီမီချိုင်းပြည်နယ်အိုချရော့ခရိုင်အိုဘီချန်အုပ်စုမှပရီးချန်ကျေးပါတို့ထိုင်းစစ်သားများဝင်ရောက်လာပြီးရိုင်ဖက်တပ်များဖြင့်အရက်သားများအပစ်ခတ်ခဲ့သည်ဟုသိရပါသည်။ပရီးချန်ကျေးရွာမှအရက်သား5ဦးမှတနက်ဒဏ်ရာများရရှိသွားကြောင်းဘန်တီမီချိုင်းပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာအွန်ရာထရီမှအတည်ပြုပြောကြားထားပါတယ်။ကမ္ဘောဒီးယားထိုင်းနယ်ဆက်စီစကတ်ပြည်နယ်တွင်နိုဝင်ဘာလ10ရက်နေ့နက်ပိုင်းကကင်းလက်နေသောထိုင်းစစ်သားလေးဦးကမ္ဘောဒီးယားထူထောင်ထားသောမြေမြုံမိုင်းနှိမ့်မိ၍ထိခိုက်ဒဏ်ရာရရှိသွားပြီးနေဆက်အရေးမှပြန်လည်တင်းမာလာခြင်းဖြစ်ပါတယ်။နေမည်အငင်းပွားရနေဆက်ဒေတာတွင်ကမ္ဘောဒီးယားစစ်တပ်ကမြေမြုံမိုင်းအသစ်ထောင်ထားသောကြောင့်ငြိမ်းချမ်းရေးသဘောတူညီချက်မှာပြတ်ပြဲသွားပြီဟုထိုင်းဝန်ကြီးချုပ်ကပြောကြားထားပါသည် ထိုင်းနဲ့ကမ္ဘောဒီးယားမှာနေဆက်ဒေသတွင်အပြန်လည်ပြစ်ခတ်မှုများဖြင့်ထိခိုက်သေးဆုံးမှုရှိကာစစ်ရေးပြန်လည်တင်းမာနေကြခြင်းဖြစ်ပါသည်။အော်တိုဘာလကအရှိတောင်အာရှနိုင်ငံများအသင်းထိပ်သီးအစည်းအဝေးအတွင်ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည်နေဆက်အငင်းပွားမှုဆိုင်ရာပြိပခါအားသဘောတူညီကြအောင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရှိမောင်တွင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ဆလပီကပလူနဲ့ခင်ဦးမှာတော်လန်ရေးတက်တွေတိုက်လို့စစ်တပ်စစ်ကြောင်းပြန် စစ်တပ်ပြူဟာမှုသိပြီးစစ်တုံးပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းကပ်ဘလူနဲ့ခင်ဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရပြီးတပ်မ33ပြူဟာမှုအလောက်နဲ့စစ်ကောင်စီတပ်သားတွေအများအပြားအရှင်ဖမ်းမိတယ်လို့ဇကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်တချို့ကသတင်းဌာနကိုပြောပါတယ်။ဒီကနေ့နိုဝင်ဘာ12ရက်ကကမ်ဘလူမြို့နယ်ရင်းတိုက်ရွာနဲ့ခင်ဦးမြို့နယ်ရှာတော်ရွာကြားမှာစစ်တပ်စစ်ကြောင်းကို PDF ပကဖအပါဝင် ဒေါ်လာရစ်တက်များကကြားဖြတ်တိုက်ခံခဲ့ရတာလို့သတင်းရရှိပါတယ်။လက်နက်20ကျော်နဲ့အရှင်းထွေးလဲမိတယ်။တမ33ဖြူဟာမှုပါအသေးရတယ်ပြောတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စစ်တပ်စစ်ကြောင်းပြတ်ပြီးလက်နက်ခဲယံတွေရတာကိုကမ်ဘလူမျိုးနဲ့ပြည်သူ့ကောက်ွယ်ရေးရဲဘော်တို့ကအတည်ပြုပါတယ်။စစ်တပ်စစ်ကြောင်းကနေစစ်နက်ဦးအရှင်းမိပြီးလက်နက်28လက်ရတယ်လို့ကမ်ဘလူခရိုင်တရင်တုံတာဝန်ရှိသူကသတင်းဌာနကိုအတည်ပြုပါတယ်။ အခြားတော်လှန်ရေးရဲဘော်တအုပ်ကလည်းစစ်တပ်စစ်ကြောင်းဟာတီးဆုံးတရရသူအဖမ်းခံရသူများပြပြီးစစ်ကြောင်းတစ်ကြောင်းလုံးမှာ20ခန့်သာစခန်းချရာနေရာပြန်ရောက်တယ်လို့ပြောပါရယ်စစ်တပ်ဝါရဖြန့် Telegram Channel အချို့မှာလည်းကမ်ဘလူးနယ်မှာစစ်ကြောင်းတစ်ခုအဝိုင်းခံရတယ်လို့ရေးသားထားကြပါရယ်ကမ်ဘလူးဇီကုံခေဦးနယ်မှာ PDF တွေအားကောင်းပြီးစစ်တပ်ကအချိန်ချင်းခံနေရတာမို့နေမြေရှင်းလင်းဖို့လိုနေပြီဆိုပြီးစစ်တပ်ဝါရဖြန့်အကောင့်တွေကရေးသားထားတာကိုတွေ့ရပါရယ် နာမခနေတဲ့ PDF တွေအလုံးကြီးနဲ့ရောက်နေပြီးစစ်တပ်ကစစ်ကြောင်းတွေကလိုက်လံရှင်းလင်းနေတယ်လို့ဝါဒဖြန့်နေကြပါတယ်။စကိုင်းတိုင်းပြည်သူ့ကောက်ခွေရေးတပ်ဖွဲ့ကနိုဝင်ဘာ12ရက်ညနေ6နာရီခန့်မှာတိုက်ပွဲတရင်ကနအူထုတ်ပြန်တာမှာကမ်းဘလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်ကြောင်းထူအကြမ်းဖက်နေတဲ့စစ်တပ်စစ်ကြောင်းကိုယနေ့မှတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်တာမှာစစ်တပ်စစ်ကြောင်းအထိနာပြီးစစ်တုံးဘက်နဲ့လက်နက်ခရိုင်တွေတင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်တပ်စစ်ကြောင်းကိုကမ်းဘလူခရိုင်ပကဖအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပကဖအထူးဝန်အဖွဲ့ ရွှေဘိုခရိုင်မှတ်တုံးတက်ရင်ခင်ဦးအမှတ်25တက်ရင်တန့်စင်နဲ့တော်လိုင်းရင်အင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ထုတ်ပြန်တဲ့သတင်းတပ်ပေါ်မှာစစ်တုံးပတ်14ဦးလက်နက်မျိုးစုံ20ခန်းနဲ့ခရိုင်တွေသိသိရရှိတာကိုတွေ့ရပါဗျ။တေဆုံထိခိုက်တာတွေများခဲ့လို့စစ်တပ်ကအနောက်မြောင်တိုင်းစစ်ဌာနချုပ်နာမခါကနေဂျိုင်းရိုကော့ပရာ3စီးနဲ့ဒီကနေ့ညနေ3နာရီခွဲဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါဗျ။နိုဝင်ဘာ17ရက်ကစပြီးကမ်ဘလူးနဲ့ရေဦးမြို့နယ်ဘက်ကနေခေဦးမြို့နယ်ကိုစစ်တပ်ကနှစ်ဖက်ညက်ပစ်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ် ခင်ဦးနဲ့အနောက်မြောက်ချမ်းကကြေးပါတွေကိုကံပလူနေဘက်ကအင်အား100ကျော်ပါတဲ့စစ်တပ်ရဲ့ချင်းလင်းစစ်ကြောင်းနဲ့ရေဦးမျိုးကနေမူးမြစ်ကူကတက်လာတဲ့အင်အား80ဝန်းကျင်ပါစစ်ကြောင်းတို့ကတပြိုင်တည်းစစ်ကြောင်းထိုးလာလို့ခင်ဦးမျိုးနဲ့သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။အဲဒါကြောင့်ငားယုံကြီးရှာတော်ကြောက်တိုင်ကြည်စုမုံလှတာဝတီညင်ကြတရက်တော်ခင်တစ်မကြီးအောင်ရှာတော်ညင်တောင်တရက်ပင်စုတတပရောင်ကြေးရွာတွေကဖြီသူ9000ကျော်ထွက်ပြေးနေရတယ်လို့အတည်ပြုထားပါတယ်။ ကျမတရင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်